ထိုင်းနိုင်ငံရဲ့ဆယ်ဦးမြောက်အချမ်းသာဆုံးဘီလီယံနာတတိယကြီးဟာသူ့ရဲ့ဇင်ခံ ကောက်ကွင်းပန်းဖြစ်စကန်ကိုဘေးမဲ့တဘာဝတော်အိုအေရီယာတဲ့ခိုးပြီးတော့တိုးချဲ့ထားလို့2024နှစ်ချမှတ်ခံလိုက်ရတယ်လို့ထိုင်းသတင်းတွေအရသိရပါတယ်။ထိုင်းနိုင်ငံကဆယ်ဦးမြောက်အချမ်းသာဆုံးတတိယဖြစ်တဲ့တထုလုပ်ငန်းရှိကြီးပရာယုမဟာဂီသီရီဟာ Mountain Creek ကောက်ကွင်းပန်းဖြစ်စကန်နဲ့အင်အားများတိုးချဲ့ရေးအတွက်မြေပိုင်ဆိုင်မှုရရှိဖို့တာဝန်ရှိသူတွေနဲ့ပူးပေါင်းကြံစည်ခဲ့တဲ့အဖြစ်လို့ဆိုပါတယ်။ အချင်းပြတ်ချောက်ဆောင်မှုတိုက်ဖြတ်ရေးအစိုးရရှိနေတယ်ကသူ့ကို2021မှာအမှုဖွင့်ခဲ့တာပါဒါဟာ private အစိုးရလက်ထက်မှာသူ့အနေနဲ့ဒီကိစ္စကိုဆောင်ရွက်ခဲ့ပုံလည်းရပါတယ်ဘန်ကောက်အရှေ့မြောက်ဘက်နခွန်ရာချာစ်မာပြည်နယ်မှာဧက900ကျဲပြီးတော့ကျင်း28ကျင်းပါတဲ့ပန်းဖြေကောက်ကွင်းဟာကင်းကြီးခန့်ကြီးနိုင်သူတွေအတွက်အာယုံမျိုးစွဲကိုဖျော်ဖြေရနေရာကြီးလည်းဖြစ်တယ်လို့ကြေညာထားပါတယ်။ကောက်ကွင်းနဲ့မကပါဘူးအပန်းဖြေဦးညီလည်းဖြစ်နေပြီးတော့ ဲ့ဒီမှာအရာအလုံးပါတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီကောက်ကွင်းပန်းဖြစ်စကန်ဟာသမောပောင်ခြင်းထင်းသိဥပဒေနဲ့ကောက်ွယ်ပေးထားရာ area ထဲဒီ94အေကတိုးချစ်ထားကြောင်းအာနာပိုင်တွေက ပြောပါတယ်အကျဉ်ပြတ်ချဆောင်မှုနဲ့မှလျော်ကန်စွာပြုမှုမှုဆိုင်ရာဖိုးရာစုတရားရုံးကအသက်89နှစ်အရွယ်တထေးကြီးအားလက်ပေးလက်ယူမှုညီအားကျူးကျော်မှုပါဝင်ဆွေးကြက်များစွာနဲ့အပြစ်ရှိကြောင်းကြောင်တော်ပလီနေကဆုံးဖြတ်ခဲ့တယ်လို့ထားနေမီဒီယာကဖော်ပြပါတယ် သူနဲ့အတူပူပေါင်းပါဝင်တဲ့တခြားတရခန်10ဦးနဲ့အတူ1024နှစ်6မေလမှာသူ့ရဲ့သမီးဖြစ်သူလည်းပါဝင်ပြီးတထေးကြီးသမီးကတော့1000နှစ်ကြာတော့ပါတယ်။အဲ့ဒီတထေးကြီးဟာအယူခံတင်သွင်းထားကြောင်းသတင်းတွေကဆိုပါတယ်။သူဟာတမီးနဲ့ကော်ဖီလုပ်ငန်းများမှာစီးပွားရေးကြိုးမြတ်များနဲ့အတူအသက်တင်ပိုင်ဆိုင်မှုခံမှန်းချက်အမေရိကန်ဒေါ်လာ1.6ဘီလီယံရှိတယ်လို့ Forbes မဂ္ဂဇင်းကသိရပါတယ်။ Forbes ကသူ့အား2024မှာထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးစေဦးမြောက်ပုဂ္ဂိုလ်ဖြစ်အဆင့်သတ်မှတ်ထားပါတယ်။ကောက်ကွင်းနေဟာထိုင်းနိုင်ငံအတွက်အဓိကကမ္ဘာလက်ခီတော်များအားဆွဲဆောင်ရာဖြစ်ပြီးအထူးသဖြင့်ဥရောပ၊ဂျပန်နဲ့တောင်ကိုရီးယားမှဝါသနာရှင်တွေကိုဆွဲဆောင်ထားပါတယ်။ဒါပေမဲ့ Golf ရိုက်ခြင်းဟာသဘောမီအိုင်းများအားမျက်ခင်းများအဖြစ်ပြုပြင်ပြောင်းလဲပြီးလွန်ကျုံရေဖြန်းခြင်းများလိုအပ်တဲ့အတွက်သဘောပေါ်ဝင်ခြင်းထင်းသေးသမားတွေကအပြင်းထန်ဝေဖန်နေတာဖြစ်ပါတယ်။အဲဒီတထေကြီးနဲ့လက်ပြီးလက်ယူလှုပ်ခဲတာဟာပရာယုအစိုးရလက်ထက်ကဖြစ်လာပြီး လောလောဆယ်မှာတော့အရင်အစိုးရဟောင်းဘက်ကတော့တရားစွဲထားတဲ့အထောက်အထားတွေမတွေ့ရဘူးလို့ New York တိုင်းကတော့ပြောပါလိမ့်